လူတွေနေလို့မရအောင်တဘာဝကဖန်တီးပေးထားပြီးမယ်ဖြစ်တန်ဆွမ်းတွေကိုကြော်လွန်ပြီးတော့နေထိုင်နေကြတဲ့ထူးဆန်းဖွယ်နေရငါကိုအလုံးမဲမင်္ဂလာပါဗကန်ထိထိမချန်တွေကနေပြန်လဲကျူးဆိုပါတယ်ကဘာပေါ်မှာလူသားတွေနေထိုင်ဖို့မသင့်တော်တဲ့နေရာတွေရှိပါတယ်ဒါပေမဲ့ဘာလို့နေလို့မရတာလဲလူတွေနေလို့မရအောင်ဘလို့ချက်တွေကတားဆီးထားတာဖြစ်မလဲဒီကနေ့မှာတော့တိတ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပက်တဝီအနေဓာတ်တွေနဲ့တီးရှိနေတော့နေရာ၅ခုကြောင်းကိုပြောပြပေးပါပါနံပါတ်1 Tristan da Cunha ်ထရက်စတန်တာခုညာကယူနိုက်တက်ဂင်တန်ရဲ့ပင်လယ်ရချားနယ်မြေတစ်ခုဖြစ်ပြီးတောင်အတ္တလန္တိသမုဒ္ဒရာမှာရှိတဲ့မီးတောင်ကျွန်းတစ်ခုပါကမ္ဘာပေါ်မှာလူနေထိုင်မှုအလံအဝေးဆုံးကျွန်းစုဖြစ်နေတဲ့သတ်မှတ်ခံထားရပါတယ်အနည်းဆက်ဆုံးတိုက်ကြီးဖြစ်တဲ့တောင်အာဖရိကကနေ2400ကီလိုမီတာ1500မိုင်လောက်ဝေးပါတယ်ဒီကျွန်းမှာလူဦးရေ250အောက်သာရှိတဲ့ Edinburgh of the Seven Seas ဆိုတဲ့ရွာတစ်ရွာပဲရှိပါတယ်ဒီရွာရဲ့အထီးကျန်မှုကျန်တဲ့ဗဒဝီအနေထားသွာလာရခက်ခဲမှုနဲ့တဘာဝဘေးအန္တရာယ်တွေကြောင့်လူသားတွေနေထိုင်မှုခက်ခဲပါတယ် ကျောမှာလေးစင်းမရှိသလိုလေရင်ပြေးလန်းလည်းမရှိပါဘူး။ကိတ်တောင်းကနေတပတ်ကြာလေခီးစင်တွေပဲတွာလာနေပါတယ်။ဒါကြောင့်အပြင်ကဘာနဲ့အဆက်အသွယ်ပြတ်တောက်နေပါတယ်။ဒီကျုံကမီးတောင်တွေဖြစ်တဲ့ Queen Mary's Peak ကပေ6900မီတာ9000ကျော်မြင့်ပါတယ်။1962ခုနှစ်မှာမီးတောင်ပေါက်ကွဲမှုကြောင့်ကျွန်းသူကျွန်းသားအလုံးဘေးလွရာကိုရွှေ့ပြောင်းခဲ့ရပြီမြေ။နောက်ဆုံးမှာတော့ပြန်လာပြီးအိမ်နေပြန်ဆောက်ခဲ့ကြပါတယ်။ဒီမှာတင်စားအစားအသောက်ဆိုင်တွေစူပါမားကတ်တွေဆက်သွယ်ရေးစနစ်တွေမရှိပါဘူး။စီးပွားရေးကတော့ရေးတန်းဆိုင်ပြိုရေးမွေးမြူရေး ငါးဘက်လုပ်ငန်းနဲ့ Tristan Luster လို့ဒေတာထွက်ကုန်ကြီးရောင်းချခြင်းပေါ်မိခိုးပါတယ်။ကြောင်ကြောင်စားတဲ့တခုနဲ့တနေ့ကိုအကျဉ်အနှဲငယ်ပဲကွန်ပျစီပို့ပေးတဲ့ဆိုင်ဆိုင်ရှိပါတယ်။နံပါတ်နဲ့ Edoco Tomit Greenland Edoco Tomit ဟာ Greenland မှာတော့အလံဝေးဆုံမြို့တွေကတခုဖြစ်ပြီးကမ္ဘာပေါ်မှာလူနေထိုင်မှုအလံဝေးဆုံနေရာတွေကတခုဖြစ်ပါတယ်။ Scott Pine Scott Pine ဆောင်းရဲ့အရှိကန်ဦးတန်းမှာတည်ရှိပါတယ်။ Scott Pine ဆောင်းကကမ္ဘာအကြီးဆုံးရေကင်းမြစ်ဆက်နေပါတယ်။ ဒီမြို့မှာတော့လူဦးရေ350လောက်ရှိပါတယ်။1925ခုနှစ်မှာ Inuit မိသားစုတွေကစတင်တည်ထောင်ခဲ့ပြီးဒေးမတ်ကလူမနေတဲ့အရှေ့ဘက်ကမ်းရိုးတန်းကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တာရဲ့ဒစိတ်တစ်ပိုင်းပါပဲ။အမေလဲဖို့နဲ့ငါးဖက်မှုကောင်းတဲ့နေရာဖြစ်လို့ဒီနေရာကိုရွေးချယ်ခဲ့တာပါ။ဒါပေမဲ့ပတ်ဝန်းကျင်ကတော့ကြမ်းတမ်းပါတယ်။ဆောင်းရာသီကရှေ့လျပြီးမှောင်မိုက်ကအေးတက်ကအနောက်20ဒီဂရီစင်တီဂရိတ်အောက်ကိုဆေးလိမ့်ရှိပါတယ်။ဒေသခံအများစုကအမေလဲခြင်းဒစိတ် ဝဝံပြူကတိုးနွားနဲ့ငါးဖန်းချင်းစတဲ့ရိုးရာလေးထိုင်နေတဲ့အတံမွေးဝမ်းကြောင်းပြူကြပါတယ်။တောင်းရသည်မှာခွဲလဲတိုက်တွေကိုအသုံးပြုသေးဖြစ်ပြီးတော့တချို့ဒေသခံတွေကတော့ဒီဒေသရဲ့တဘာဝအလှနဲ့တောင်ရတလိဆန်တွေကိုစိတ်ဝင်စားတဲ့သိပ္ပံပညာရှင်တွေနဲ့ကမ္ဘာလက်ခီးတွေကိုလမ်းပြပေးကြပါတယ်။ဒီမှာနေထိုင်ဖို့အတွက်လာရုံးညီထွေပြအောင်နေထိုင်ရပါတယ်။ဈေးရုံမရှိဘဲသူနာပြူတွေရှိတဲ့တင်းငယ်တဲ့ကျမ်းမာရေးဈေးကန်းတစ်ခုပဲရှိပြီးတော့ဆောင်မွေးကရပန်ရခါလာရောက်လဲပတ်ပါလေအရေးပေါ်စေကူးသားမှုလိုအဲ့ရင်နော်ရဟရင်ပေါ်မှာမိခိုရပြီးမုံတိုင်းတန်ဒါမှမဟုတ် ရေခဲအခြေအနေတွေကြောင့်တနည်းရဲ့အခြေအများစုမှာရဟတ်ရင်မရှိနိုင်ပါဘူးအခက်ခဲတွေကြားကနေမျိုးကဆက်လက်တည်ရှိနေပါတယ်ဒီမှာနေထိုင်သူတွေအတွက်တော့ရက်ရွာလူတို့ရဲ့ခံစားချက်ယဉ်ကျေးမှုဆက်နွယ်မှုနဲ့ဘိုးဘားပိုင်မြင်နဲ့ချိတ်ဆက်မှုကိုပေးပါတယ်ဒါပေမဲ့ပအဝင်းကျင်ကလူသားတွေထာဝရနေထိုင်ဖို့ကိုအမှန်တကယ်စန့်ကျင်နေတဲ့နေရာတစ်ခုဆိုတော့ညင်လို့မရပါဘူးအသက်ရှင်ရက်တည်ရေးနဲ့အထီးကျန်မှုကြားကဟန်ချက်ညောင်ထိန်သိဖို့အမြဲတမ်းကြိုးစားအားထုတ်နေရပါတယ်နံပါတ်3 Learning Canada Peru Learning Canada ဟာပီရိုးနိုင်ငံ အန်တစ်စတောင်တန်းမှာရှိတဲ့တပ်တူတွေမျိုးလေးတမျိုးဖြစ်ပြီးတော့ကပ္ပပေါ်မှာအမြင့်ဆုံးအမြင့်တဲ့လူနေထိုင်ရာဒေသဖြစ်တဲ့တပ်မခန့်ထားရပါတယ်။ပေ16,500မီတာကျော်မြင့်တဲ့နေရာမှာတည်ရှိပြီးတော့လူသားတွေရဲ့ကြားမကြီးတွေအကြီးကျယ်စင်ခုံမှုတွေရှိပါတယ်။ဒီလိုမြင်မာတဲ့ဒေသနဲ့အခြေခံဝန်ဆောင်မှုတွေမရှိပေမဲ့လရင်ကနေတာမှာလူဦးရေ4,000ကျော်နေထိုင်ကြပြီးတော့အများစုကရွှေတူးဖွဲ့လုပ်ငန်းတွေမှာပါဝင်နေကြပါတယ်။ဒီမျိုးဟာပီရူးတောင်ပိုင်းပူနိုဒေသကရေကဲမြေဒေသအနီးမှာရှိပြီးတော့ဘိုလီးဗီးယားနယ်စပ်နဲ့နေပါတယ်။ ၂၀၀ပြည့်နှစ်အစောပိုင်းရွှေလူရဲ့ဒုဖော်မှုကာလတွေမှာမြို့ဟာလင်းမြန်စွာကြီးထွားလာခဲ့ပြီးတော့ဒေသအနှံများကအလုသမားတွေကိုဆွဲဆောင်ခဲ့ပါတယ်။ဒါပေမဲ့တခြားတရဝင်းတပ်တူတွေမျိုးတွေနဲ့မတူဘဲနဲ့လယ်ရီကနေတာဟာစီမံကိန်းစီမင်းစည်းကမ်းဒါမှမဟုတ်အခြေခံအဆောက်အအုံတွေမရှိဘဲနဲ့ဖွံ့ဖြိုးလာခဲ့တာပါ။ဒါဟာပြင်းထန်တဲ့ပတ်ဝန်းကျင်မှာစီမင်းမရှိဘဲလင်းမြန်စွာမြို့ပြဖြစ်လာခြင်းရဲ့ဥပမာတစ်ခုပါပဲ။ဒီမှာအောက်ဆီဂျင်ပမာဏကပင်လယ်မျက်နှာပြင်ရဲ့ဒုက္ခလောက်ပဲရှိပြီးနေထိုင်သူတော်တော်များများကအနာရရှိတောင်ပေါ်ရောဂါတွေကိုခံစားနေကြရပါတယ် ရေပိုက်စနစ်ဒါမှမဟုတ်မိလာစနစ်မရှိပါဘူးနေထိုင်သူတွေကရေကဲမြေအရေးပြောတဲ့ရေကိုတောက်သုံးရေအတွက်အားထားရပြီးအဲ့ဒီရေဒီယာရွှေထုတ်လို့ရမှာသုံးတဲ့ပြတားတွေနဲ့မကြကနာဆိုသလိုညဉ့်ညံ့နေတတ်ပါတယ်လျှက်စီမီရတော့မမမကန်ရရှိနေပြီးမီးဆက်တွေဒါမှမဟုတ်ရေအားလျှက်စီဆက်ယုံငယ်တွေကနေရယူရပါတယ်လမ်းတွေကမကောင်းပဲနဲ့မိုးရသည်မှာတွာလာလို့မရတာလည်းရှိပါတယ်ဒီကရွှေတူးပုံမှုကတရားမဝင်ပြီးတော့စီမံမရှိပါဘူးတက်တူတူပေါ်သူတွေကကက်ချူရီယိုစနစ်အောက်မှာလွတ်လွတ်ရပြီးတော့ရဲ30ကြာခမဲ့လွတ်လွတ်ပြီး30ရက်မြောက်နေမှာသူတို့တွေ့တဲ့ရွှေကို တိန်ဆဲခွင့်ရဖို့တည်းမျှော်လင့်ကြပါတယ်ဒီစီတင်မှုကတူတူကြကြရွှေထွေးရှိတာမျိုးရပါပြီးတော့အမျက်ထုတ်မှုတွေကတော်တော်လေးဖြစ်များပါတယ်အလုတ်ကအန်တီရဲများပြီးတော့နိုင်ပေါင်းများစွာအလုတ်လုရသလိုမလုံခြုံတဲ့ဥမေလိုင်းကောင်းအနေနဲ့အစိမ့်တဲ့ဓာတ်ပစ္စည်းတွေနဲ့ထိတွေ့ရပါတယ်ဒီလိုချင်းနေတွေကြားကနေလေစီးပွားရေးခက်ခဲနဲ့ရွှေနိုင်စီပွားရေးခက်ခဲတွေနဲ့ရွှေတွေ့နိုင်မဲ့မျောလင်းကြကြောင့်လူတွေဆက်လက်နေထိုင်နေကြဆဲပါဒါဟာဆင်းရဲတဲ့လုံသမားတွေအတွက်နောက်ဆုံးပေးဖြစ်တဲ့အမှတ်ယူထားတဲ့ဆွဲဆောင်မှုတစ်ခုပါပဲ ပြီးတော့ဆိုရကအချင်းနေတိုးတောင်ကျူးစားခဲ့ပြီးမယ်တိုးတောင်မုတ်ကနေကွေပြီးတော့မြို့ကတရဝင်းစီးမြင့်တွေရဲ့အပြင်ဘက်မှာပဲအများအပြားတော့ရှိနေပါတယ်။လာနေကနေတာကစီးပွားရေးအခွင့်အလမ်းတွေကဘလောက်ပဲကန့်သက်ထားသည်ဖြစ်စေအမျက်ထုတ်နေသည်ဖြစ်စေလူတွေကိုတတ်ရှင်ဖို့ခက်ခဲတဲ့ပတ်ဝန်းကျင်တွေမှာနေထိုင်ဖို့ဘလို့တွန်းအားပေးလဲဆိုတော့ပြသနေပါတယ်။ဒီနေရာကပတ်ဝန်းကျင်ကြောင့်တည်ရှိနေတာမဟုတ်ပဲပတ်ဝန်းကျင်အခက်ခဲတွေကိုမမှုဘဲနဲ့တည်ရှိနေတာပါ။နံပါတ်လေးအိုယမယခင်ရုရှားရုရှားနိုင်ငံစိုက်ဘေးရီးယားတောင်းတဲ့ထဲကအိုယမယခင်ရွာလေးဟာကမ္ဘာပေါ်မှာအေးအေးဆုံးအမြင့်တဲ့လူနေထိုင်ရာဒေသတွေတဲကတခုပါ။ 1933ခုနှစ်မှာဒီမြို့မှာအနေဆုံးပူချိန်အနှုတ်68.9ဒီဂရီဆယ်စီယပ်အနှုတ်90ဖာရင်ဟိုက်နဲ့ကမ္ဘာဆန်ကျင်တည်ခဲ့ပါတယ်ဒီကဆောင်းရာသီတွေကအေးခဲကြုံသမကပင်နဲ့ရှည်လျားပြီးတော့အောက်တိုဘာကနေဧပြီလထိကြာမြင့်ကဇန်နဝါရီလပြန်ပြပူချိန်ကအနှုတ်90ဒီဂရီဆယ်စီယပ်နေပါရှိပါတယ်ဒီလိုပြင်းထန်တဲ့အေးအေးချက်ကမြို့ရဲ့ပတ်ဝန်းကျင်အနေအထားကြောင့် အိုမီယာကွာတောင်နေဝိုးရံထားတဲ့မြန်မာတဲ့ဂျန်ဝမ်းတစ်ခုတည်းမှာတည်ရှိပြီးတော့အေးအေးတက်ကိုထောင်ချောက်ဆင်တယ်လို့ဖန်ထားပါတယ်။စောင်းရည်ဒီမှာအေးအေးတက်တွေနေမြုပ်ပြီးတော့ရက်တက်နေတတ်ပါတယ်။ဒီရာဒီဥတုဖြစ်စဉ်ပြင်တင်ကင်းစင်နဲ့ကောင်းကင်နဲ့ဝင်ရုံးစွန်ညဒီမှာနေရောင်ခြည်နေပါမှုလို့ကြောင့်ဇက်တိုင်နဲ့ရှိုင်းစွာအေးခဲနေတဲ့ပတ်ဝန်းကျင်ကိုဖြစ်ပေါ်စေပါတယ်။ယခုလူမျိုးအမျိုးအစားယခုလူမျိုးအများစုဖြစ်တဲ့လူပေါင်း900လောက်ကအိုမီယာခွန်ကိုသူတို့အိမ်ကိုခေါ်ကြပါတယ်။ဒီမှာနေထိုင်ဖို့ပတ်ဝန်းကျင်နဲ့အပြည့်အဝလက်ရုံးညီတွေဖြစ်ဖို့လိုပါတယ်။ ရင်တွေကိုတင်းတွေကိုမောင်းထားကြတာဒါမှမဟုတ်အင်ဂျင်နဲ့အရေတွေမိနစ်ပိုင်းတွေအေးခဲသွားနိုင်တာကြောင့်အပူပေးထားတဲ့ကားကိုယ်တော်တွေမှာထားရပါတယ်။ရေပိုက်စနစ်ကရှားပါတယ်။အိမ်အများစုကအိမ်သာပြင်စီကိုအားထားရပြီးတော့ရေခဲတာကိုကာကွယ်ဖို့ရေကိုကိုယ်တိုင်စုဆောင်ပြီးအိမ်တွေမှာတင်ဆက်ရပါတယ်။ကျောင်းတွေကအပူချင်းအနုတ်50နှစ်တက်တမှ Celsius အောက်ကိုကြာဆင်းမှသာပိတ်ပြီးတော့ဒါကစောင်းရသည်မှာပုံမှန်ဖြစ်လေရှိပါတယ်။ကျမရဲ့စောင်းရှောက်မှုပညာရေးနဲ့ခေမီတဲ့တက်တောင်းတတရှိမှုတွေကတကယ်ပဲကန့်သက်ထားပါတယ်။ အရေးပေါ်အခြေအနေတွေမှာဆေးဘက်ဆိုင်ရာရွှေ့ပြောင်းမှုတွေအတွက်လေရင်လိုအပ်ပြီးတော့ကြမ်းတမ်းတဲ့ရာသီဥတုမှာယုံကြည်စိတ်ချရမှုမရှိပါဘူး။အနည်းဆုံးမျိုးဖြစ်တဲ့ရက်ကော့စ်က900ကီလိုမီတာ960မိုင်ကျော်ဝေပြီးတော့ရာသီလိုက်ရေခဲလမ်းတွေကနေတဆင်ကားနဲ့ကြာရင်မောင်းနေမှသာရောက်နေပါလေ။ကဘာလေးခီးသားတွေကအေးတဲ့ဝင်ရုံစုံကိုခန်းစားဖို့ဦးမယာခွန်ကိုရံပတ်ရကလာရောက်လဲပတ်တက်ကြပြီမဲ့တနေ့ပတ်လုံးနေထိုင်သူတွေအတွက်တော့အသက်ရှင်ရက်တည်ကြီးကနေစဉ်သေးကုန်မှုတစ်ခုပါပဲ။ ရှုခင်းကလှပပေးမိခက်ခဲကြံတက်ပါတယ်ဒီမျိုးကသဘာဝကနေအသက်ရှင်ဖို့ဘာထောက်ပတ်မှမပေးဘဲနဲ့ပတ်ဝန်းကျင်မှာလူသားတွေအမြဲတမ်းနေထိုင်ခြင်းရဲ့ရှားပါတဲ့ဥပမာတစ်ခုကိုကိုးစားပြုပါတယ်အဆက်မပြတ်ကြိုးစားအားထုတ်မှုနဲ့အခြေခံအဆောက်အအုံရှိပဲဆိုရင်ဒီမှာအမြဲတမ်းနေထိုင်ဖို့မဖြစ်နိုင်ပါဘူးအိုမီယာကွန်ကလူတွေဒီမှာဘယ်တော့မှမနေထိုင်သင့်ဘူးလို့တဘာဝကပြင်းပြင်းထန်ထန်အကြံပြုတဲ့နေရာမှာလူသားတွေရဲ့ခံနိုင်အားရဲ့ဥပမာတစ်ခုတည်ရှိနေပါတယ်။နံပါတ်5လော်ညာပီယင်ဆာဖတ်နော်ဝေးလော်ညာပီယင်ကနော်ဝေးပိုင်းဆာဖတ်ဂျွန်စုရဲ့ အကြီးမားဆုံးလူနေထိုင်ရာနဲ့အုပ်ချုပ်ရေးဘူဌာနဖြစ်ပါတယ်အာတိတ်ဆဝါရဲ့အပေါ်ဘက်88ဒီဂရီမြောက်လက်တီတူမှာတည်ရှိပြီးတော့ကဘာပေါ်မှာမြောက်ဘက်အစွန်ဆုံးလူနေထိုင်ရာနေရာတွေတဲကတခုပါလူဦးရေ2400ခန့်ရှိပြီးတော့အလုံးမင်းပြည့်ထန်တဲ့ရာသီဥတုနဲ့ပတ်ဝန်းကျင်ကြောင့်လူနေမှုဘဝကိုထိန်းသိမ်းနိုင်ဖို့ထူးခြားတဲ့ဥပဒေရေးချနဲ့လက်တွေ့ကြတဲ့စည်းမျဉ်းများစွာကိုချမှတ်ထားပါတယ်ဒီမြို့ကို1906ခုနှစ်မှာကြောင်မီသိတူဖို့ရေးဒေသဖြစ်နေတဲ့စတီတည်ထောင်ခဲ့ပါတယ်အခုချိန်ဒီအသေးစားတူဖုံမှုတွေရရှိခဲ့ပြီးမြန်မာပြည်ဟာတိတ်ပဲပညာပညာရေးနဲ့ ခီးသွွားလုပ်ငန်းတွေအတွက်ပိုကျဲတစ်ခုဖြစ်နေပါတယ်ဒါပေမဲ့လည်းအမြဲတမ်းနေထိုင်သူတွေအတွက်တော့တင့်လျော်တဲ့နေရာတစ်ခုမဟုတ်ပါဘူးအပူကြီးကအနှုတ်20ဒီဂရီဆေးလ်စီယပ်စ်အောင်မကြာခဏကျဆင်းတက်ပြီးတော့အော်တိုဘားလနောက်ပိုင်းကနေဝေဖိုင်လာလေတီနေလုံးဝမထွက်ပါဘူး။ရေခဲမြေထေးမရခြင်းနဲ့နှင်းထုပြိုကျနိုင်တဲ့အန်ဒီရဲ့အကြောင်းအင်ဒီကိုသဘာဝပေးအန်ဒီရဲ့နဲ့ထိတွေ့မှုနေအောင်ဂရုတစိုက်တိစောက်ထားရပါတယ်။ဒါပေမဲ့လည်းလော်ညံဘေးရဲ့စိတ်ဝင်စားစရာအကောင်းဆုံးမူပါဒတစ်ခုကတော့တေးဆုံးခြင်းကိုထိရောက်စွာနဲ့ပြေပင်ထားခြင်းပါ။ မြို့ရဲ့တုတ်တန်ငယ်လေးအား1950ပြည့်လွန်နှစ်တွေကလေးကအလောင်းတွေကိုလက်မခံတော့ပါဘူး။အကြောင်းကတော့အမြဲတမ်းအေးခဲနေတဲ့မြေပြင်ကြောင့်အလောင်းတွေမပုတ်ပွားနိုင်လို့ပါ။ဒါကြောင့်ကုသလို့မရတဲ့ယောဂရှိသူတွေအားဘဝရဲ့နောက်ဆုံးချိန်အတွက်နဝေပြည်မာကြီးကိုတွားရောက်ရပါတယ်။ကလေးမွေးဖွားခြင်းကိုလည်းအားမပေးပါဘူး။ဆေးရုံမှာကလေးမွေးဖွားခြင်းအတွက်အထောက်အကူပစ္စည်းတွေမပြည့်စုံတာကြောင့်ကိုယ်ပိုင်ဆောင်မျိုးသမီးတွေကိုမဝေးဖွားခင်ရဲတပ်အနေငယ်လိုမှမြို့ကနေထွက်ခွာဖို့လိုအပ်ပါတယ်။ ဒေါ်လိမ့်ဆိုင်ဒီ NDLA အမြဲတမ်းရှိနေပါတယ်ဝုံဝုံဖြူတွေကကျွန်းပေါ်မှာလှည့်လည်သွားလာနေပြီးတော့နေထိုင်သူအလုံးဥပဒေအရ rival တနက်ဆောင်ထားရပါတယ်လူနေထိုင်ရာနေရာတွေဒီမှာဝုံဝုံတွေနဲ့တွေ့ဆုံမှုကရှားပါးပေမဲ့လူနေထိုင်ရာဆုံပြေပမှာတော့ဖြစ်နေပါတယ်သွားလာရေကလေးစိတ်ငယ်တစ်ခုနဲ့ရာသီလိုက်ပင်လဲခီးစင်နေပဲရှိပါတယ်တခြားအာတိတ်ဒေသလူနေမှုအဖွဲ့အစည်းတွေတက်ပုံမဆက်သွယ်မှုကောင်းပေမဲ့လေချောင်းခီးစင်တွေကရာသီဥတုနဲ့နေအလင်းရောင်ပုံမှုတည်ပါတယ်မြို့အတွက်စားတော့ဆိုင်ကိုမြို့အတွက်စားတော့ဆိုင်ကို ကုံစုံဆိုင်ဒီဇိုင်းတဲကနေ6ပန်ပြီးပြီးတော့ဈေးနှုန်းတွေကပြီးမှကြီးတဲ့ဈေးနှုန်းတွေကပြီးမှကြီးတဲ့တိတိတသာပိုများပါတယ်ဈေးခေါ်မှုတွေရှိနေပေမဲ့လော်နီယာဘီဟာကျောင်းတွေတက္ကသိုလ်ကျောင်းဝင်စာကြည့်တိုင်းနဲ့ဘီယာချက်ဆက်ယုံငယ်လေးတခုပါရှိတဲ့အလုပ်လုပ်နေတဲ့လူအဖွဲ့စည်းတခုပြင်းနေတည်ရှိနေပါတယ်ပြင်းထန်တဲ့ရာသီဥတုအထူးကြံမှုတောရန်တိရစ္ဆာန်အန်ဒီရီတွေနဲ့အခြေခံအဆောင်ကန့်သက်ချက်တွေကဒါကိုကပါပေါ်မှာလူနေထိုင်ဖို့အခက်အခဲဆုံးအမြင့်တဲ့လူနေထိုင်ရာဒေသတွေတဲကတခုဖြစ်စေပါတယ် တဘာဝကလူနေထိုင်မှုကိုတွန်းလှန်နေတဲ့နေရာတစ်ခုမှာမြို့ပြယဉ်ကျေးမှုရဲ့အင်ဂျင်နီယာသုံးစက္ကန့်တခုပါပဲ။